အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဧပြီလ28ရက်တရင်းဝင်နေ့ငနေခင်းစီးရဲတရင်တုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မန္တလေးတာတပည့်ချင်းခြေစိုက်အမှတ်73စစ်မှုတမ်းမြင့်လေးချင်းအကြောင်းကစစ်မှုရန်တယောက်ကာဝေးအင်အားစုတွေထံဆက်သွယ်ပြီးအလံယူထောင်းဝင်ရောက်လာခဲ့တာရှိပါတယ်စစ်ကောင်စီရဲ့တင်းနှံကြောင်းတဲ့ကောင်လေးဂျာမန်တိုက်စစ်ဆင်နေတဲ့စစ်ကြောင်းဟာ အာလုတရားစွန်းစွန်းကရှိပြီးဇီဝံစေဦးစီးမှုပထမတိုင်းဒုတိယဘုံမူကြီးတူကဦးစီးနေတာဖြစ်ပါတယ်။ရှင်ညာဦးဘက်မှာရခင်ကတင်းနီလာအေးတို့ခြေကုပ်ယူထားပေမဲ့လက်ရှိမှာတော့စစ်ကောင်စီပြန်ရသွားတဲ့အနေအထားရှိပါတယ်။ဘာနယ်ဘက်ကတော့နန်းလေးသားတွေနေရာယူထားတာဖြစ်ပြီးပြန်ဆုတ်ပေးထားရပုံဖြစ်ပါတယ်။အဆုတ်တဲ့ရှုပ်ထွေးနေစေလို့သာပြောရမှာဖြစ်ပါတယ်။ကမ္ဘာစစ်နေသားဟာ Telegram မှာအောင်ဝဲခံနေပြီဆိုတော့မြေပြင်အခြေအနေကောင်းနေပုံရပါတယ် အမှန်၂၁စစ်စင်ကိုကဲမှုဌာနချုပ်နဲ့အမှန်၄၇ခြေလင်းတန်ရင်ကိုအဓိကဥတီတိုက်ခိုက်နေပုံရပြီးကိုကိုတော့တီရိရှင်ကုန်းနဲ့ဖမ်းတဲ့ဘက်တွေကိုလေချောင်းကနေတိုက်ခိုက်ခံနေရပါတယ်။မြေကြီးနာမျိုးကသတင်းကောင်းလေးပြောပြပါမယ်။စစ်ဘက်ရလုံခြုံရေးတပ်ဖွဲ့ကဒုတိယချက်တစ်ယောက်နဲ့တက်ချက်တစ်ယောက်မက်ဆီကိုက်ပါတယ်။မြို့ရဲတရင်ရမှာ drone နဲ့ drone ပုံးချတိုက်ခိုက်တာကိုစားဖာတံမှုလို့သူကသတင်းယူဖို့တွားရောက်ကြီးစုခိုင်းစင်မှာနောက်ထပ်တစ်လုံးချတိုက်ခိုက်လာလိုက်လိုက်တာဖြစ်ပြီးငါးဘေးကွာမှာတဲ့တဲ့ချလို့တယောက် on the spot တယောက်ကဆေးရုံရောက်မှရှော့သွားတာဖြစ်ပါတယ်။မြင်းကြီးနာတိုင်းစစ်ဌာနချုပ်ထဲကနေလက်နက်ကြီးနဲ့ပြစ်ခတ်လို့ကညာနာရုံပဲသွားတဲ့တီတာဝင်နှန်းအင်ယာတဲ့တွေကိုနှလုံးချရောက်ပောက်ကွဲပါတယ်။ဝင်နှန်းတွေမထီဘူးဆိုပေမဲ့အေယာဝရီလူမှုကူညီအမ်ပြုတ်လက်စီရင်ကတော့ဝီအောင်ဝီအောင်ဖွင့်ပြီးမောင်းဝင်စားတာတွေ့လိုက်ရပါတယ်။လက်နက်ကြီးစခန်းကအမှန်27ခြေလင်းတပ်ရင်းထဲမှာအသင့်ပြင်ဆင်ထားတာဖြစ်ပါတယ်။အောင်စရာအောင်ဖျားနဲ့မြင်းကြီးနာလေစိတ်နောက်တဲ့တဲ့မှာ အမှတ်950နှစ်ဆော်လိုရင်အင်ဂျင်နီယာတက်ခွဲအမှတ်3တိုက်ပွဲဝင်စီယုံရေးတင်နာကြောင်းအမှတ်27ချင်းတင်တိုင်းအမှတ်148ဆက်တဲ့ပစ္စည်းတက်ခွဲအမှတ်920ခုထောက်ပံ့နဲ့ပို့ဆောင်ရေးတက်ရင်အမှတ်666တထိန်တက်ခွဲတက်နေစင်းနဲ့တိုင်းစစ်ဌာနချုပ်ရုံးအစင်လိုက်ပြုတ်သိအခြေစိုက်ထားတာဖြစ်ပါတယ်ဘိုးတိုင်းနောက်ချမ်းတဲကုန်းမြို့နယ်အရှိလေးစုမှာစစ်စခန်းတစ်ခုအခြေပြုတက်ဆွဲလာတာရှိပြီးအင်းမတဲကုန်းစင်မီစဲမြို့အစွန်တဲကုန်းမြို့နယ်ရွှေနောင်အစကအောင်တော်မူဖုံးကြောင်းနီးမှာရှိတဲ့ ရရင်ခွင့်ကိုပြင်ဆင်အသုံးပြုနေပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းအင်းမအခြေဆိုင်အမ66ခြေမြန်တက်မှတ်ဌာနချုပ်ထဲကနေ live track ရင်းနေတဲ့ပြည်ဘက်ကိုပို့နေတာရှိပါတယ်။မင်းလာမျိုးထဲမှာတော့စိန်ကန်းနာခြေဆိုင်အမှတ်၈ခြေလင်တန်ရနေထွက်လာတဲ့အာလူး90ခန်းရှိစစ်ကြောင်းဟာစယောကန်ဘုံကြီးကျောင်းမှာရောက်ရှိခြေပြုနေပြီးဘုံပေါ်ခြင်းအတွင်းပုံအောင်နေတဲ့ဒေသခံပြည်သူ၃ဦးကိုဖမ်းဆီးခဲ့ပြီးလမ်းပေါ်မှာဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနေလာတဲ့ပြည်သူ၂ဦးကိုလည်းတနတ်နဲ့ပြစ်ခတ်တပ်ဖြတ်လိုက်ပါတယ်။ စခိုင်းမြို့နယ်မြောက်ဖက်ဘရူစရေးကျွရတွေဘက်ကိုအင်အား40ခန်းရှိတဲ့စစ်ကြောင်းခြိတက်လာတဲ့ဂျားပြတ်တိုက်ခိုက်ခဲ့တာရှိပါတယ်